ဒီနေ့မှာတော့ဒီ Manchester Visa card ရဲ့ကိုကျွန်တော်တို့ Maven နေပြီးတော့မှာပတ်သက်ဘလို့ထည့်ရလဲဆိုတာကိုကျွန်တော် sharing link လုပ်ပေးမယ်ပေါ့နော်စိတ်ဝင်စားရဆိုရင် like ကြည့်ပေးပါကျွန်တော်တို့ ADN set ကိုရောက်ပြီဆိုတာနဲ့မှန်မြင်ကိုလည်းလေးနဲ့တစ်ချက်ထောက်လိုက်ပါတော့။ပြီးရင်တော့ဒါဘာသာစကားရွေးပေးလိုက်ပါ။ CDN ဆိုတာလေးကိုနှိပ်လိုက်ပါတော့။ပြီးရင်တော့ဒီညမှာကျွန်တော်တို့ yes ဆိုတာလေးကိုနှိပ်လိုက်ပါ။အဲဒီမှာ cash payment ဆိုတာလေးနှိပ်လိုက်ပါ။ ြီးရင်တော့ကျွန်တော်တို့ဒီမှာ MISC ဆိုတဲ့ payment ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါအဲဒီမှာ merchant trade ဘဏ်ကိုရှားမယ်ပေါ့နော်အဲ့တော့မတွေ့ဘူးဆိုရင်နှိပ်နဲ့နှိပ်လိုက်ပါအဲဒီနေရာမှာလည်းရှားကြည့်ပေါ့နော် am trade ဆိုတာကိုမတွေ့ဘူးဆိုရင်နှိပ်လိုက်ပါအဲဒီမှာဆိုရင်တော့ am trade ဆိုတာတွေ့မယ်ပေါ့နော်အဲ့ဒါ merchant trade ပါအဲ့တော့သူ့ရဲ့ပတ်နံပါတ်ကိုကြည့်လိုက်ပါအဲ056ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော်ကျွန်တော်056ဆိုပြီးတော့မှရိုက်ထည့်လိုက်မယ် အဲရိုက်ထည့်ပြီးရင်တော့ yes ဆိုနဲ့နှိပ်လိုက်ပါတော့ပြီးတော့ဒီညမှာကျွန်တော်တို့ကတ်မှရှိတယ်ပေါ့နော်ဒီကတ်နံပါတ်ကိုရိုက်ထည့်ပါကျွန်တော်တို့ကကြတော့ဒါကတ်တူကတ်ထည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကတ်နံပါတ်လေးကိုမှန်မှန်ကန်လေးရိုက်ထည့်ဖို့လိုပါတယ်ရိုက်ထည့်ပြီးသွားရင်တော့ဒါဒီမှာပေါ့နော်ကျွန်တော်တို့ yes ဆိုတာလေးနှိပ်လိုက်ပါပြီးတော့ဒါကျွန်တော်တို့ match trade ဖွင့်မယ်ပေါ့နော်ဖွင့်ထားတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပါအဲဖုန်းနံပါတ်လေးမှန်မှန်ကန်လေးရိုက်ထည့်ဖို့လိုပါတယ် ။အဲပြီးရင်တော့ yes ဆိုတာလေးနှိပ်လိုက်ပါတော့။အဲဒီမှာကျွန်တော်တို့အပေါ်ကဒါကျွန်တော်တို့ရဲ့ကတ်နံပါတ်လေးပုံမှာပြပေးထားတယ်။ပြီးတော့အောက်ကကျွန်တော်တို့ဒါ merchant rate ဖွင့်တော့ရပါတော့။ဖွင့်ထားတဲ့ဖုန်းနံပါတ်ပေါ့နော်။ဒီနှစ်ခုလုံးမှန်မှန်ကန်ကန်လေးစစ်ပေးပါ။မှန်သွားပြီဆိုရင် yes ဆိုတာလေးနှိပ်လိုက်ပါတော့။ဒါဆိုရင်တော့ဒါကျွန်တော်တို့ပတ်စံထည့်တဲ့တကားလေးပွင့်လာပြီ။ဒါကတော့ဒါကိုထည့်ကျင်တဲ့အမောက်ကိုထည့်လို့ရတယ်ပေါ့နော်။ကျွန်တော်50အစမ်းထည့်ပြပါပြပါမယ်။ပြီးရင် confirm ဆိုတာလေးနှိပ်လိုက်ပါ ဲဒါဆိုအဆင်ပြေသွားပြီပေါ့နော်ဒီညမှာကျွန်တော်တို့ထပ်ထည့်ခြင်းနဲ့ဆိုရင် add cut ဆိုတာလေးကိုနှိပ်လိုက်ပေါ့နော်မထည့်တော့ဆိုရင်တော့ဒါ yes ဆိုတာလေးနှိပ်လိုက်ပါဒါဆိုရင်တော့ဒါပြေးသားဆက်လေးလေးထွက်လာမှာဖြစ်ပါတယ်အနည်းဆုံးတော့ကျွန်တော်တို့ဒါဒါတရက်လောက်ပေါ့နော်စောင့်ပေးရပါတယ်တရက်လောက်တော့ကြာပါတယ်ကျွန်တော်တို့ရဲ့ဒီအကောက်ထဲကိုပတ်ဆက်ဝင်ဖို့ပေါ့နော် ဗျာဒီလောက်ဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေလည်းဒီမန်ချက်တီးစာကက်လေးသုံးနေပြီဆိုလို့ရှိရင်ပတ်စံဘလို့ထည့်ရမလဲဆိုတဲ့နီလန်းလေးကိုတည်သွားမယ်လို့မျှော်လင့်ပါတယ်အဆုံးထိလိုက်ပါကြီးစုပေးခဲ့တဲ့အတွက်တကယ်ချင်းတယောက်ချင်းစိတ်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တော့ဇင်ကြီးပါနောက်ထပ်ပြီလို့မှပြန်လည်ဆုံတွေ့ပါမယ်